Hello အားလုံးပဲမင်္ဂလာပါရှင်မင်းလေးရဲ့ဖိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှကြတော့လောက်ရလောက်ကူပြီးစားလို့အရန်ကောင်းနေပြန်ဘူးအုံလို့တာကူကိုမှအုံလို့မထဲဘဲနဲ့မန်းလို့လေးနဲ့အစာထိုးပြီးပြုလုပ်စားဖြစ်လို့လုံနေလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်လုံလေးလေးကအရန်ကိုလည်းကူလာမှုကြောင့်မင်းလေးဘလို့လုံလဲဆိုတာကိုမင်းလေးရဲ့ဗီဒီယိုကိုဆုံးဖြတ်လိုက်ကြည့်ပေးကြပါအောင်ရှင်။ဒါလေးကတော့စင်းနေပြုတ်ထားတဲ့ပြောင်မှုတစ်ခုစာပဲဖြစ်ပါတယ်။ ဒါလေးကတော့ထမင်းငါးစွန်းစာလောက်ပြုတ်ထားတဲ့တာကူစီပဲဖြစ်ပါလေရှင်။ဒါလေးကတော့အုံရည်လေးပါ225အမှန်ရှိပါတယ်။ဒါလေးကတော့အစင်းလေးချစ်ထားတဲ့အုံဒီအနုဖတ်လေးတွေပဲဖြစ်ပါလေရှင်။ဒါကကြတော့နွားနို300အမှန်ဖြစ်ပါတယ်။ဒါလေးကတော့တကြားထမင်းစားစွန်း၄စွန်းစာရှိပါတယ်။ဒါလေးကတော့စာလက်ဖက်ရည်စွန်းတဝက်စာနဲ့ပြောင်းကုန်မုံလက်ဖက်ရည်စွန်းတစ်စွန်းစာလောက်ရှိပါတယ်။ဒါလေးကတော့နှုတ်စင်းပေါ့နော်ကော်ဖီတွေမှာထည့်တဲ့နှုတ်စင်းလေးပဲဖြစ်ပါတယ်။ ပြီးပြီဆိုရင်တော့မီလေးတို့စချက်ပေးလိုက်ပါမယ်။ရင်ဦးဆုံးနွားနို့ထည့်ပေးလိုက်မယ်။ပြီးရင်တော့တကြားနဲ့ဆောက်ကိုထည့်ပြီးတော့သူ့ကိုစူပွက်လာတဲ့အထိသူ့ကိုကြိုးထားပေးလိုက်ပါမယ်ရှင်။တခြားလေးတွေပျော်ပြီးနွားနို့လေးတွေလည်းဆူလာပြီဆိုရင်တော့ပြုတ်ထားတဲ့ပြောင်ဘူးနဲ့တာကူဆေးတို့ကိုထည့်ပေးလိုက်ပါမယ်ရှင်။ တာကူစီလေးတွေမခဲနေအောင်မေလေးကသူ့ကိုနှဲ့ငယ်လေးမှွေထားပြလိုက်ပါတယ်ရှင်ပြီးရင်တော့သူ့ကိုတဖန်ပြန်ပြီးတော့စူပွက်လာတဲ့အထိသူ့ကိုခဏလောက်ကြိုထားပြလိုက်ပါမယ် စုပ်ွက်လာပြီဆိုရင်တော့နှုတ်စင်းကို150အမန်ထည့်ပေးလိုက်ပါမယ်ဒီညမှာနှုတ်စင်းအစားပေါ့နော်နှုတ်စီအပြစ်ကိုလည်းထည့်လို့ရပါတယ်ပြီးရင်တော့ပြောင်းကုံမုံနဲ့အုံကြီးလေးကိုမှုေပြီးတော့ထည့်ပေးလိုက်ပါမယ်ဒီညမှာပြောင်းကုံမုံကဘာကြောင့်ထည့်တယ်လဲဆိုရင်မိကပြစ်ပြစ်ကလေးစားချင်လို့ပေါ့နော်ပြောင်းကုံမုံထည့်ထားတာဖြစ်ပါတယ်တကယ်လို့မိမိကမထည့်ချင်ဘူးဆိုရင်လည်းရပါတယ်ရှင်ပြီးရင်တော့အလုံးကိုနှောက်အောင်မှုေပြီးတော့စုပ်ွက်လာတဲ့တီတူကိုကြိုထားပေးလိုက်ပါမယ် ကဲစုပွက်လာပြီဆိုရင်တော့အမေလေးတို့စင်တိချစ်ထားတဲ့အုံဒီအနုဖတ်လေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့အားလုံးနှက်သွားမှွေပြီးတော့အမေလေးတို့မိပိတ်ပေးလိုက်ပါမယ်။တကယ်လို့မိမိက အေးအေးလေးတောက်ချင်နေဆိုရင်တော့အေးခံပြီးမှသုံးဆောင်နိုင်ပါတယ်တကယ်လို့ဒီတိုင်းလေးပဲပူပူလေးလဲနူးနူးလေးတောက်ချင်နေဆိုရင်လည်းဒီတိုင်းလေးလဲသုံးဆောင်လို့ရပါတယ်ရှင်သူ့ရဲ့အေးလေးရဆိုရင်ပြပြလေးနဲ့ချူချူလေးနဲ့အရန်ကိုတောက်ကောင်းပါတယ်လုံးဝအုံလို့ဓာတ်မတဲတဲ့သူတွေတွဲဆိုရင်ဒီနွားနို့လေးနဲ့လှုပ်စားကြည့်ပါအရန်ကိုတောက်လို့ကောင်းတဲ့ချူဝဲလေးပဲဖြစ်ပါတယ်ရှင် ကဲအခုဆိုရင်တော့လောက်ရလောက်ကိုပြီးစားလို့အရန်ကောင်းနေပြောင်းဘူးနွားနိုးတာကူကြိုလေးရတော့စားလို့စနေဖြစ်ပါပြီရှင် လုံနီလေးရအရန်ကိုလောက်ကိုပြီးစားလို့အရန်ကောင်းတာမို့ကြောင့်မေလေးရဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မေလေးရနောက်ထပ်ဗီဒီယိုလေးမှပြန်ဆုံမယ်နော်အားလုံးပဲဘိုင်ဘိုင်